မိခင်ဖြစ်သူတွေရုပ်တရက်ဆုံးပါသွားခဲ့တဲ့တရုတ်ဆောင်သူရဲ့နောက်ဆုံးဆန္ဒလေးမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ရုတ်တရက်ဆုံးပါမသွားခင်ပါပဲမိခင်ဖြစ်သူတွေသူ့ရဲ့နောက်ဆုံးဆန္ဒလေးပြောရမယ့်အရာလေးကိုစိတ်သက်ခွန်အားပြင်းနေပြောသွားခဲ့သူတရုတ်ဆောင်သူရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ယနေ့ဆိုရှယ်မီဒီယာကိုရိုက်ခတ်သွားစေခဲ့တဲ့စိတ်မကောင်းစရာသတင်းတစ်ခုကတော့ MRTV4 ရဲ့ရုပ်သံဇာတ်လမ်းတွေမင်းသားလေးထူတယောက်ရှင်တိုင်းမှုနဲ့ရုတ်တရက်ဆုံးပါသွားခဲ့တဲ့သတင်းဖြစ်ပြီး တရုတ်ဆောင်သူဟာအကွယ်လွန်ဆုံးပါသွားချိန်မှာအသက်26နှစ်သားရှိသေးတဲ့လူငယ်လေးပဲဖြစ်ပါသည်။သူဟာအောင်မြင်တဲ့ဇလန်တွဲတွေဖြစ်တဲ့မေချူပန်းနုတွေအဖျော်တက်ကြရစတဲ့ဇလန်တွဲတွေပြင်ယောက်ျားကောင်တောင်နေစေရုပ်ရှင်စကားကြီးနဲ့အကယ်ဒမီစကားတင်စင်းပါပါဝင်နိုင်ခဲ့တဲ့တသက်စာတရုတ်ဆောင်တယောက်ပဲဖြစ်ပါသည်။အနာဂတ်မှာတရုတ်ဆောင်ကောင်တယောက်ဖြစ်လာဖို့ကြိုးစားပြီးနေခဲ့တဲ့လူငယ်လေးသူကတော့လန်ခုလက်မှာပဲအရှာအလုံးပြီးဆုံးကအဆုံးသက်သွားသွားခဲ့ပြီပဲဖြစ်ပါတယ်။ င်းသားလေးထူရဲ့ကွယ်လွန်ဆုံးပါသွားတဲ့တရင်ဟာအနုပညာရှင်တွေများစွာကိုမှတုံ့လုသွားစေခဲ့တယ်လို့အားလုံးကလည်းဖြေမစဲနိုင်အောင်ဝန်းနေကြေကွဲကြရတာပါကားအက်ဆီဒန့်ဖြစ်ကတရားပြင်းချန်နေပြီမြေ ပြန်ကောင်းပြန်တက်တလာမယ်လို့ထင်နေတယ်မိသားစုတငယ်ချင်းမိတ်ဆွေတွေအကုန်လုံးကိုထူးခြားရုတ်တရက်ခွဲသွားခဲ့တာပဲဖြစ်ပါတယ်မိခင်ဖြစ်သူကိုဖုန်းတစ်ချက်ဆက်လိုက်တာနဲ့မိကြီးနာချက်ချင်းရောက်လာစီရမယ်ဆိုတဲ့စကားလေးပြောကမိခင်ကြီးကိုဖြစ်မစင်နိုင်အောင်ထားသွားခဲ့ပါပြီတယောက်ဆောင်သူကမိခင်ဖြစ်သူကိုထက်မြက်ကနေမြေကြီးတက်လေးကိုပြောင်းပေးနိုင်ဖို့မိခင်ကြီးကိုအိမ်ပိုင်ရှာပိုင်နဲ့ အေးစိနေစေခြင်းပြီးသူ့ကို9လ6လလောက်ပဲချိန်ပေးပါဆိုပြီးအရင်လိုလေးလိုက်တာတွေမလုပ်တော့ဘဲပြုပြင်ပြောင်းလဲစူးစမ်းတော့မယ်ဆိုတဲ့အချိန်မှာအခုလိုဖြစ်ရဆိုကြည့်နေလူလောကတွေကထွက်ခါသွားရခြင်းကမိသူကိုမြဖြည့်ဆည်းနိုင်ခြင်းမရှိခဲ့ပါဘူး။သူရဲ့နောက်ဆုံးဆန္ဒလေးဖြစ်တဲ့အမေကိုအေးစိစိနေစေခြင်းနေပြီးဆိုတဲ့စကားလေးကကြားသိရတဲ့သူတွေအတွက်ဝမ်းနည်းစရာအကောင်းဆုံးဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ငငယ်ရွယ်လေးနဲ့အခုလိုဖြစ်ရဆိုတဲ့ရုတ်တရက်ဆုံးပါသွားရတဲ့မင်းသားလေးသူ့ကိုအခုလိုဝမ်းနည်းကြောင်းနေဖော်ပြခဲ့ကြတာပဲဖြစ်ပါတယ်။ အမေကိုအေးစိနေခြင်းမီဆိုတဲ့စကားလေးကြောင့်မြည်ရကြမိပါတယ်။ကောင်းရဘုံလျှောက်ပါသည်။ပန်းနှစ်သွေးကားထဲမှာကသူ့ကိုကြိုက်ခဲ့တာ။အဲကားထဲမှာသူ့နမည်လေးကဖိုးလုံးနဲ့ကောင်းရမုံရလျှောက်ပါစေ။အဖြစ်အောင်တက်ကြရမှာတဘာဝကြကြသရုပ်ဆောင်နဲ့ကလေးလေးနှမျောလိုက်တာ။ငယ်သေးတဲ့မိသားစုတွေကိုစားရှင်နေမကောင်းပါဘူး။ကောင်းတဲ့ဘဝကိုရောက်ရှိနိုင်ပါစေ။ကလေးရဲ့တနာလိုက်တာစိတ်တွေမကောင်းဘူး။ပန်းနှသွေးစကားကနေတတိထားကြည်လာလိုက်တာတယောက်ဆောင်နဲ့ကောင်းပြီးတော့အနေအေးလိုက်တာရှုံတာမရှုံနိုင်ဘူးကောင်းရပုံဘွားလျှောက်ပါစေ မိခင်ကြီးကိုသူဘလို့များစိတ်ချသွားနိုင်မလဲသနာလိုက်တာအနုပညာအနေနဲ့ကျင်ရင်တရုတ်ဆောင်ကောင်းဖြစ်လာမယ်သူတရားအချွေးစောလုံးနဲ့နှမျောမိတယ်တကယ်တော့တဲ့မျိုးဆက်သစ်ကျပွဲလေးပါတန်ဝေကားရေရှာမိတယ်မမြဲတဲ့လောကကြီးမှာလူပိသားအောင်နေပြီးတော့တန်မိုးရှိတဲ့လှုပ်တွေလုံးမှမျက်မှောက်ဆိုပြီးတော့များစွာဆင်မကောင်းဖြစ်ရကြောင်းဝင်ရောက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ် ကိုလွန်သွားတဲ့သူတွေအတွက်ရောကျင်ရိတ်ခဲ့တဲ့မိခင်ကြီးအတွက်ရောတကယ့်ကိုစိတ်မကောင်းကြေကွဲစရာပါပဲပြည်သက်ကြီးတို့လေအခုချိန်ထိဖြစ်မစီနိုင်သေးပေတားဖြစ်သူအတွက်ဝမ်းနဲ့ပူဆွေးနေရတဲ့အထူးရဲ့မိခင်ကြီးကိုအားပေးစကားလေးတွေဝင်ရောက်ပြီးတော့ကွန်မန့်လေးထဲမှာပြောဆိုပေးခဲ့ပါအောင်ရှင်ထူးတယောက်လေကောင်းရမွန်ရဘဝကိုရောက်ရှိပါစေလို့ကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်